လောလောရှာချာရန်ကုန်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့မြန်မာတရုတ်ချစ်ကြည်ရေးအသင်းဘဟုတရုတ်ကုန်သည်များအသင်းစုံနဲ့လူမှုရေးအသင်းများကရွှေရကုန်စေတော်မြကြီးအားသိန်းလျာကျော်တန်မှုရှိရွှေသင်ငန်းများကလှူတဲ့သတင်းဖြစ်ပါတယ်။ မြန်မာတရုတ်ချစ်ကြည်အသင်းဘဟုဥက္ကဋ္ဌဦးတင်ဦးဦးဆောင်ပြီးမြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ရှန်ကုန်ယူနယ်လူမှုကွန်ရက်ရဲ့အသင်းမြန်မာဟုတ်ချန်းဖူကင်တရုတ်အမျိုးသားများအသင်းမြန်မာနိုင်ငံကောင်းတောင်ကုန်သည်နှင့်လုပ်ငန်းရှင်များအသင်းတို့စုပေါင်းပြီးမတ်လ19ရက်ကရွှေတဂုံစီတီတော်မြကြီးအားငွေကျပ်495သိန်းတန်မှုရှိရွှေသင်္ကန်း19ကျပ်သာကတ်လှပူဇော်ခဲ့ကြောင်းသိရပါသည် အစောပါကလူပူစောပွဲသူရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌဆရာတော်ထွေပြည်တကဗဒ္ဒနာအကာသမီရွှေတကုံဩဝါရစရိယာလှယတနာဆရာတော်ရွှေပြည်သားဆရာတော်တို့ကြောက်ရွံ့ခြင်းမြင်တော်မူကြပြီးသီလာဆောက်တည်ခြင်းကောဘကအဖွဲ့ထံရွှေသင်္ကန်းများပေးရလှူရန်ခြင်းတာထုအနုမောဒနာတရားနာယူကလှူရန်မှုအစုစုတို့အတွက်ရေဆက်သွန်လောင်းအများပေးဝေးခြင်းနဲ့အလူရှင်များကရွှေတကုံစေတော်မြတ်ကြီးရဲ့လိုအပ်သောကုလုံးတော်ရင်ရွှေသင်္ကန်းများစုပေါင်းကလူပူစောခြင်းတို့ကိုဆောင်ရွက်ခဲ့ကြတယ်လို့သိရပါရရှင်။နောက် ုံးနဲ့ဆက်မဲ့တရင်ကတော့နှစ်ရှင်ဆယ်ပြေတမတော်နေအထိန်အမှန်တရင်စကားလက်ကန်းဆဆောင်များဖြန့်ဝေတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင်နှစ်ရှင်ဆယ်ပြေတမတော်နေအထိန်အမှန်တရင်စကားလက်ကန်းဆဆောင်များကိုမြို့နယ်ပြည်သူဆက်ဆိုင်ဦးစီးဌာနဝန်ထမ်းများကဖြန့်ဝေလျက်ရှိအောင်မတ်လ22ရက်နေ့နံပိုင်းနဲ့မိုးလယ်ပိုင်းတို့ကကော့မှုမြို့နယ်အခြေခံပညာအထက်တန်းကျောင်းကော့မှုစာစစ်ဌာနတွင်တက္ကသိုလ်ဝင်ဆမ်မွေးဖြစ်ဆိုသူကျောင်းသားကျောင်းသူများနဲ့ပြည်သူများအားလကောက် တန်လေမြို့နယ်တွင်တက္ကသိုလ်ဝင်စာမပွဲဖြေဆိုပြီးမြောက်တဲကျောင်းသားကျောင်းသူများနှင့်လူစီကာယာနေရာများတွင်၎င်း လေကူမြူနယ်တွင်အခြေခံပညာထက်တန်းကျောင်းလေကူနယ်အခြေခံပညာထက်တန်းကျောင်းအင်တိုင်းစာစေဌာနတို့တွင်တက္ကသိုလ်ဝင်စာမဝဲဖြည့်ဆိုတဲ့ကျောင်းသားကျောင်းသူများနဲ့ပြည်သူများအား၎င်းတထားမြို့တွင်စာမဝဲဖြည့်ဆိုကြတဲ့ကျောင်းသားကျောင်းသူများအား၎င်းဖြန့်ဝေပေးကြတယ်လို့သိရပါတယ်။အဆိုပါလက်ကမ်းစာဆောင်တွင်နှစ်ရွှေဆယ်ပြည့်တက်မတော်နေဦးတီချမ်းများတက်မတော်ရဲ့အစဉ်အလာဆက်နေရဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထာတက်မတော်ကွယ်ရေးဦးစီးချုပ်ဘိုးချုပ်မူကြီးသတို့မဟာသရေစီသူသတို့တီတီသူတမမေအောင်လှိုင်းရဲ့89နှစ်မြောက်တက် တော်နေ့စည်ရပြအခမ်းအနားတွင် ပြောကြားတဲ့မိန့်ခွန်းမှာကောင်းတော်ချက်များနေအပ်တော်ဝင်ကြေပေါ်ခဲ့တဲ့ဆောင်းပါ မြို့မြတ်မြတ်မြင့်မောင်ရေးသားတဲ့ချစ်ညီစီတီတို့ကပြကာတွန်းစရတဲ့အကြောင်းအရာများပါဝင်တယ်လို့သိရပါတယ်ရှင်